အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေစုစုပါတယ် Champion League တက်တီအောင်လည်းမှာပါဆိုတော့ဒီအခု Arsenal ကအခု Real Madrid ရဲ့ Santiago Bernabeu မှာကျွန်တော်တို့နှစ်ကြော့ပေါင်း၅ဂိုးတကူထပ်ပြောမယ်နော်နှစ်ကြော့ပေါင်း၅ဂိုးတကူဒါ၅ဂိုးတကူနဲ့နိုင်သွားတယ်ပထမကြော့က၃ဂိုးပြန်ဒီဘွဲက၂ဂိုးတကူ ဆိုတော့ Real Madrid နဲ့ပတ်သက်လို့ကတော့ကျွန်တော်ကြိတ်ပြောကြမှာရှိဘာလို့ဆိုတော့ Real Madrid က Champion Six တွေကိုအချိန်ချင်းရတာကျွန်တော်ဒီဘယ်လိုပြောမလဲဆိုတော့အချိန်ချင်းရနေတဲ့အသင်းများသူတို့ကအရင်ပြဿနာမရှိဘူးဒီနှစ်မရလဲနောက်နှစ်ရမှာပဲနောက်နှစ်မရရင်သူနှစ်နှစ်တခါလောက်ရမယ်ကျွန်တော်လေးပေါ်မှာဒါကျွန်တော်ကျွန်တော်ဒီနေ့လာတော့ကျွန်တော်ဘေးမှာဒါရီမင်ကရီမင်နိုင်ငံသားဘူးလေဒါပေမဲ့ तू ကတော့ American နိုင်ငံမှာနေတယ် North Carolina မှာနေတယ် तू က तू ကလည်း straight ပဲဒါဒေါ်လာ900 800ပေးရတယ် အမေရိကန်နော့ကော်ကာရိုလိုင်းနားကနေလာတာသူကလန်ဒန်ကို transit transit ကတဆင်ပြီးတော့မှဟိုဘက်ကိုဒီကျွန်တော်နဲ့တူ flight ကတူတူပဲပြီးတော့မှကျွန်တော်ဘေးမှာ David Raya ရဲ့ goalkeeper ပေါ့လေ goalkeeper coach ရှိတယ်အဲ့ coach ကတငယ်ချင်း David Raya ကသူ့ကိုလက်မှတ်ပေးတာအဲ့လက်မှတ်ပေးတဲ့အတွက်ကြောင့်သူလည်းလာကြည့်တယ်ဆိုတော့ तू ကသူကလည်း Spanish ပဲဒါပေမဲ့ UK မှာနေတဲ့ so Spanish မဟုတ်သူက Albania UK မှာနေတဲ့ကျွန်တော်တို့၃ယောက်လင်းတစည်းတဲ့ဒီကြားထဲမှာ အာဆနယ်ပြည်သက်တယောက်ရှိတယ်သူလည်းအလုပ်ပြီးပြီးချင်းလာတာပဲဆိုအာဆနယ်ပြည်သက်တကတရက်ဆိုးသွားတဲ့လူနဲ့နှစ်ရက်ဆိုးသွားတဲ့လူနဲ့ဇာရာဂိုဇာဆိုတာကကျွန်တော်တို့ဘာစလိုနာနဲ့ရယ်မက်ဒရစ်ဂျာရီယာမျိုးအဲ့ဇာရာဂိုဇာကနေတဆင့်သွားတဲ့လူရှိတယ်ဗလန်စီယာဆိုတာလည်းကန်းကျင်လာအဲ့ဗလန်စီယာကနေဒီမက်ဒရစ်ကိုလာတဲ့လူတိုက်ရိုက်ရှေ့မက်ဒရစ်ကိုတိုက်ရိုက်လာတဲ့သူကရှားတယ်ဗျပြီးတော့မှဟိုဘက်ကဒီဘာစလိုနာကလာတဲ့လူနဲ့အဆင့်ဆင့်ပေါ့လေကျွန်တော်ကတော့ဟီသိုးကတိုက်ရိုက်လာတယ်ကျွန်တော်လည်း last minute ပဲ လပ်စင်ပဲဟီဇိုအတိုင်းရလာတယ်ဒါလင်းလက်မခဈေးကြီးကြီးနဲ့ပဲမတတ်နိုင်ဘူးပထမကြိုးတော့လည်းဈေးကြီးအများကြီးပေးဝင်လိုက်တာဒီဘွဲမှာလည်းဈေးကြီးကျွန်တော်လည်းအမှန်တိုင်းပြောရင်ဗျာအလှူဒါတွေလည်းလုတ်တယ်ဒါမြင်းကလင်းအတွက်မြန်မာနိုင်ငံမှာလည်းကျွန်တော်တတ်နိုင်တယ်ဗျာမြန်မာနိုင်ငံနဲ့တွက်လည်းအများကြီးရှာဒါပေမဲ့ဒါလေးကကျွန်တော်ရဲ့ဟိုဘယ်လိုပြောမလဲထွက်ပေါက်လေးပေါ့ဗျာဒါဟိုလုတ်ရှာရှိရကျွန်တော်အများကြီးလုတ်နေနေဒါလေးကတော့ကျွန်တော်ရဲ့ပွဲပေါ့ကျွန်တော်တောင်းတောင်းကျွန်တော်ပရိုဖိုင်းမှာတော့ဘာတင်တာပေါ့ချန်ပီယံလိအာဆယ်ပွဲလေးပဲတင်တာဒါအခုဒါကျွန်တော်ဆိုရင် ဒီတင်းကဘယ်သူကထင်ပါလဲကျွန်တော်အိမ်ဝင်းပိတ်တက်တယ်မှာကျွန်တော်5 535 block ပေါ့လေဆိုဒီကနေဒါကျွန်တော်တို့အဝေးပိတ်တက်တွေတက်သွားတဲ့နေရာရှိတယ်အဲ့အဝေးပိတ်တက်တွေရဲ့ကက်ရက်ပဲကျွန်တော်ကအဲ့ဘေးမှာကျွန်တော်ကြည့်ရတယ်ဆိုတော့ကျွန်တော်တို့အာဆင်တင်းချန်ပီယံဖြစ်နိုင်တာဆိုတော့ကျွန်တော်လုံးဝ impress ပေါ့လေပွဲမစခင်ဒီကွင်းသားမှာရှိတဲ့ atmosphere ကလည်း share ပဲ မိုးကတနေကိုရွာနေရဗျာညနေ၄နာရီလောက်တည်း၄နာရီမို့၃နာရီလောက်တည်းတောက်လျှောက်ရွာ၃နာရီကနေည၈နာရီ၉နာရီဘလုံးပွဲကန်နေဒီဆိုတာဒါပေမဲ့တခုကောင်းတာဆန်တီယာဂိုဘာနယ်ဘေးကသူကအမိုးပိတ်လိုက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကတိတ်ပြီးပြဿနာမရှိဘူးဗျာကွင်းကလမ်းပြန်နေရပဲကျွန်တော်2021 20တုန်းကကွင်းကို renovation လုပ်နေတဲ့အချိန်ကိုဗစ်ကာလာတုန်းကကျွန်တော်လာကြည့်ဘူးတယ်အဲတုန်းကချယ်ဆီပွဲကြည့်ဘူးတယ်မန်စီးတီးပွဲကြည့်ဘူးတယ်နောက်တစ်နေ့မန်စီးတီးကြည့်ဘူးတယ်တောက်လျှောက်ကြည့်ဘူးတယ် ဒါပေမဲ့အခု brand new ကဒါပထမဆုံးပဲကျွန်တော်ရဲ့ Arsenal နဲ့ပဲတွေ့လာဘယ်သူကထင်မှာလွန်ခဲ့တဲ့နှစ်20တုန်းက Arsenal အသင်းက Real Madrid အသင်းနဲ့တွေ့မယ်လို့ကျွန်တော်လူများအသင်းတွေတွေ့ကြည့်ပဲဒီမှာလာကြည့်တာဒီ Santiago Bernabeu မှာကျွန်တော် Paris Saint-Germain နဲ့ Messi တွေ့ကျွန်တော်လာကြည့်ဘူးတယ်ဒါပေမဲ့လာကြည့်စမြမှာ Real Madrid ကအကုန်ခန်းပတ်ကြီးပဲအကုန်လုံး dominate လုပ်ထားတယ် Chelsea ကိုသူတို့ပထမကြော3 3 2နဲ့သူတို့ရှုံးသွားပြီပဲပထမကြော5 2နဲ့နိုင်ထားတယ်သူတို့တတ်တယ် Messi တွေကိုလည်းသူတို့ တကယ်ကိုမရီကယ်နောက်ဆုံးမိနစ်29နဲ့သူတို့တတ်သွားတယ်။နောက်တစ်ဖက်ကဒီ Paris Saint-Germain ကိုပထမကြိုအမ်ဘပ်ပေကိုနဲ့ရှုံးတာပဲမြေဒုတိယကြိုမှာအမ်ဘပ်ပေကိုထပ်သွင်းထားတယ်။ဒါပေမဲ့ဗန်ဇီမာတို့ရဲ့ twin goal တွေနဲ့သူတို့3-1နဲ့နိုင်တယ်။ဒီဒီပွဲမှာကျွန်တော်ကကြည့်တာဗျာပွဲရတော့ရင်စိတ်တွေပေါ့လေပွဲရဟာရင်းရဆိုးရတာဘာလို့ဆိုတော့ Real Madrid ရဲ့ပေးတာအားကြီးတယ်လေသူတို့ Artra တွေအားပေးမှုသူတို့ပေးတတ်တယ်ရဲ့အားပေးမှုနဲ့ Santiago Bernabeu ရဲ့ဆူတာတော်ကိုဆူတာလုံးဝဆူတာဆူချက်ကကြောက်ဖို့အောင်ကောင်း ဒါတကယ်တော့ဒါသူတို့ဥရောပမှာသူတို့အသိဟောတကယ်ချီးကျူးတယ်တကယ်ချီးကျူးတယ်လုံးဝပိတ်တအားပူချင်တော့ဖို့တော့နောက်ဆုံးမိနစ်5မိနစ်ထိတော့သုံးခုပြတ်ရှင်းတာခြားတဲ့နေဆိုသုံးခုပြတ်ရှင်းကျွန်တော်တို့အာစနယ်ပဲကြည်လားအဲ့ချိန်သုံးခုပြတ်ရှုံးပဲပိတ်တတော်တော်များများထွက်သွားကြတယ်ဘူးရမတွေ့လုံးဝမထွက်ဘူးအဲ့ဒါကိုကျွန်တော်သဘောကျတဲ့အချက်ဒါပိတ်တတယောက်နေနဲ့အခုရမတွေ့ပွဲမှာအာစနယ်ကတကယ်ကို one of the best performance ပြသွားတယ်ပထမအကြိမ်တုန်းကလည်း outstanding performance ပြတယ်ဒီပွဲလည်း outstanding performance ပြတယ် ိုင်းလူပစ်စကဲလည်းကောင်းတယ်တင်ပါတို့ကောင်းတယ်ဝီလျံဆလီဘာပြောကြမရှိဘူးတခြားအမှားလေးလုပ်ပေမဲ့သူကောင်းတယ်ခီးသီးရောငြိမ်နေတာပဲဝိုးမရာယာပြောကြမရှိဘူးအိုက်ချားထဲမှာကျွန်တော်တို့ဒီကွန်းတွေကပါတီပါတီအဝါကြည့်သွားတဲ့ချာနဲလေးတော့အောက်တက်တယ်ပေါ့လေဝိုက်စကတော့နောက်ထပ်မန်တော့တမရှသွားတယ်တကယ်လည်းမန်တော့တမရှသင်းနဲ့ခြေစွမ်းမျိုးပြကားတယ်အိုက်ထဲမှာမှဆာကာတော့စူပါစတာတွေရှိတယ်ဆိုတဲ့ဂျာရီယာနေသူကပိုကောင်းတဲ့ကစားမဖိနရှယ်ဗီဒီယာကပိုကောင်းကောင်းပိုကောင်းမယ်ဒီပွဲမှာတော့ဆာကာက ထမကြော်ဒုတိယကြော်မှာသူအကောင်းဆုံးကစားပြတယ်မာတီတလီလေးကတော့အပူစုအနေနဲ့ကိုးသွင်းသွားတယ်သူရဲ့ war rate OD ကရဲ့ war rate ဘာမှပြောစရာမရှိဘူးတော့ question ကကျွန်တော်သိ champion ဖြစ်နိုင်တာဟိုဘက်မှာ Paris Saint Germain နဲ့ကမ်းမယ်ဘိုဆွဲဖို့ရေပန်းစားသွင်းက Barcelona ပဲရေပန်းစားတယ်ဟိုဘက်က Inter Milan ပြေးကြတော့ Barcelona နဲ့ Inter Milan တွေ့မယ် Barcelona ကအခုချိန်ထိထိတ်ဆုံးမှရေပန်းစားတယ်ပြီးတော့မှ Inter Milan က ဒါဒီဘယ်လိုပြောမလဲ Paris Saint-Germain ကဒုတိယရေပန်းစားပြီးတော့တတိယရေပန်းစားတော့ Arsenal စတုတ္ထာကတော့ဒါတစ်ဖက်ကအခုလက်ရှိ Inter Milan ဖြစ်ပြီးတော့အခုကျွန်တော်တို့ကအင်ကွင်းမှာစပြီးတော့ Emirates မှာစကံမယ်ပြီးတာနဲ့ Party France မှာဒုတိယအချုပ် Barcelona ကအင်ကွင်းပထမပြီးတော့မှ Inter Milan ရဲ့ San Siro မှာဒုတိယအချုပ်ဆိုတော့ Arsenal သင် Champion ဖြစ်နိုင်လား စိတ်လို့ရှာပါမယ်ဆိုတော့ကျွန်တော်မနက်6:00နာရီ flight နဲ့ပြန်မယ်အခုတော့ကွင်းမှာလူတော်မရှိတော့မနက်6:00နာရီ flight အစောကြီး flight နဲ့တန်းပြန်မှာတခါတည်းအခုပြီးရင်တက္ကစီ၅ပြီးလေစိတ်ကိုသွားပြီးတာနဲ့ပြန်မယ်အခုကတော့ Santiago ဘာနဲ့ပြေးမှာကျွန်တော်တရားဝဲရှိတော့တယ်တန်ရှင်းရအောင်ဆိုလို့ပြီးသွားပြီဆိုတော့ Arsenal ပြေးတက်တည်တော့ Dangler Rice ကိုမသိမနဲ့နောက်ထပ် epic performance ပြသသွားတယ်ဘာကြည့်ပြီး Arsenal ပြေးတက်တည်ရောကျွန်တော်တို့ဂုံယူစွာနဲ့မထွက်လို့သင်းမျိုးနိုင်တာဗျ Dominic performance နဲ့ကျွန်တော်ဂုံယူရမှာပေါ့လေအားလုံးကျေးဇူးတင်ပါတယ်ချန်ပီယံချက်နယ်လား Arsenal ပြေးတက်တည်